့ဘောလုံးလောကမှာဆူပလာရမအောင်မြင်တယ်ဆိုတော့ logic ကြီးကလွဲနေတယ်ဗျ။အော်ကစားမပဲဖြစ်ဖြစ်နီးပြပဲဖြစ်ဖြစ်သူတို့ရဲ့အောင်မြင်မှုကိုတိုင်းထားမယ်ဆိုရင်သူတို့မှာဆူပလာဘလောက်ရထားလဲဆိုတာနဲ့တိုင်းထားကြလိမ့်ရှိတယ်။ ဒါကရေမူကအားဖြင့်တော့မမားဘူးဘယ်ကစားသမားပဲဖြစ်ဖြစ်ဘယ်နည်းပြပဲဖြစ်ဖြစ်စူပလာရမအောင်မြင်တယ်ဆိုတာကတော့မှန်တယ်ဒါပေမဲ့တစ်ဖက်မှာလည်းစူပလာမရပဲနဲ့အောင်မြင်တဲ့ကစားသမားတွေနည်းပြတွေရှိနေသေးတယ်အော်ကျွန်တော်တို့ဘောလုံးဆိုတာကတယောက်တည်းကစားတဲ့အားကစားမဟုတ်ဘူးဒါအသင်းလိုက်ဆိုပြီးတော့ကစားရတာအဲဒါကြောင့်မို့တူးချင်းရရှိတဲ့စူစိတ်တွေကအသင်းလိုက်ရရှိတဲ့စူလိတွေဆိုပြီးတော့သွားပြီးတော့တတ်မှတ်လို့မရဘူးဘာကြောင့်လဲဆိုတော့ဘောလုံးအားကစားကတန်နစ်တို့ဂေါ်တို့လိုမျိုးတူးချင်းကစားပြီးတော့အောင်မြင်နိုင်တဲ့အားကစားတွေမဟုတ်လို့ပဲဘောလုံးကတင်းစပို့ပဲ အာဒီနာဟာအာဆင်နယ်မှာစူပလာတစ်လုံးနဲ့စခုနိုင်ခဲ့တယ်ဒါပေမဲ့သူဟာဝေဖန်ခံရဖို့ထိုက်တန်ရလားအပွင့်အပြင်းကြည့်မယ်ဆိုရင်တော့ဒေချာတာပေါ့စူပလာတစ်လုံးမှမရတာဝေဖန်နေမှန်နေပေါ့ဒါပေမဲ့တစ်ဖက်ကပြန်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဒါအာဒီနာအနေနဲ့အာဆင်နယ်မှာစူပလာတစ်လုံးနဲ့စခုနိုင်ခဲ့တယ်ဆိုတာမှန်နေဒါပေမဲ့တခြားတစ်ဖက်ကကြည့်ရင်သူ့ကိုလူတွေဝေဖန်တဲ့ကိစ္စတော့နည်းနည်းလေးလွဲနေတယ်တကယ်လို့သူသာပြီးခဲ့တဲ့ရာသီတုန်းကအမန်စီတီကိုကြော်ဖြတ်ပြီးတော့ပရီးမီးယားလိဂ်ဖလားကိုစခုနိုင်ခဲ့ရင်သူကတကယ်ထိတ်တဲမန်နေဂျာတကယ်အရန်ကောင်းတဲ့မန်နေဂျာဖြစ်သွားမှာလားမန်စီနဲ့အာဆင်နယ်ကနှစ်ပတ်ပဲကြာတာနော်နံပါတ်10နဲ့အာဒီတာကိုဆိုးရွားလုံးတဲ့အနေပြအဖြစ် ောင်မြင်မှုမရှိတဲ့အနေအထားအဖြစ်တတ်မှတ်တယ်ဆိုတာကြီးကနည်းနည်းလေးလွဲနေတယ်ဟာရီကိန်းဆိုလည်းဒီလိုပဲသူရဲ့ကစားမဘွားမှာဆူဘလာကဒီနှစ်မှရတဲ့ဘွန်လီကာဖလာတစ်လုံးပဲကန်ရသေးတယ်စပါမှာနှစ်ပေါင်းများစွာကစားခဲ့တယ်ဒါပေမဲ့ဆူဘလာဆိုတာဘာမှမသိဘူးဒါပေမဲ့သူ့ကိုမောင်မြင်တဲ့ကစားမဆိုပြီးတော့သွားတတ်မှတ်လို့မရဘူး